အာဒီအမျိုးသားတွေရဲ့တုပ်ပိုးကမမေတို့ရဲ့ခန္ဓာကိုယ်ထဲမှာဝင်လို့ရှိရင်အ ਨੇ ဆုံးတို့က ဒီတုတ်ပိုးကောင်တွေက9ရက်သူကရှင်းတတ်နိုင်တယ်အဲ့တော့ဂျာမမေကို CB မှာမေးထားတဲ့မေးခွန်းတွေကိုအဲတတ်နိုင်တဲ့လောက်တော့သူချင်းစီကိုဖြည်းဖြည်းချင်းပြန်သွားမယ်ဆိတ်ရှိရှိလေးနဲ့တော့စောက်ပေးချင်တယ်အခုဒီညီမလေးရဲ့မေးခွန်းကိုအရင်ဆုံးဖြည့်ပေးချင်ပါတယ်ဒါကတော့သူ့လိုအမျိုးသမီးတွေလည်းအာ၂ရက်၃ရက်ခက်ဆက်ဆင်ဖြစ်နေတော့သူချင်းစီကိုမဖြည့်ပေးတော့ဘူးအဲ့တော့တချို့အမျိုးသမီးတွေကအာဒီလိုအမျိုးသားနဲ့ဆက်ဆံတဲ့အခါမှာဆက်တာတွေနာနာကျင်တာတွေရှိတယ်နောက်ပြီးတော့ เออเสสันในอาคามา เออตะคุคุณเนี่ยเท่านี้เดี๋ยวกูก็ตะคุกรู้ทุกเรื่องได้ในอาคามา ကိုယ်တခုခုလာထောက်နေတယ်လို့ခံစားရတဲ့အမျိုးသမီးတွေရှိရဒီညီမလေးကပါပြောထားလဲဆိုတော့သူကထိုးဆေးတလုံးကိုပဲအထိုးပြီးတော့ဆေးမသက်မသိတော့ဆေးဖြတ်လိုက်တယ်ဆေးဖြတ်ပြီးတော့ကိုလာ၁၀လရှိနေကလေးကမရသေးဘူးလေသူ့ရဲ့အသွင်းထဲမှာအမျိုးသားနဲ့ဆက်ဆံတဲ့အခါမှာထောက်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 ဖြစ်နေတယ်ပေါ့ဒါကိုပြောပြပေးစီချင်တာအဒီမိမကုံနဲ့ပတ်သက်ပြီးဒီအတွင်းပိုင်းမမီရောတအိမ်ဆိုတာအရင်ကယူဆာမိမရဲ့အဓိကကျမကြီးထမဒီတအိမ်လဲပါတယ်ပေါ့နော်အဲ့တော့တအိမ်ရဲ့ကျမကြီးမဖြစ်ဖို့ဆိုတာဆရာဝန်နဲ့လည်းအကောင်းဆုံးဆွေးနွေးစီချင်တယ်အတိုင်းပင်စီချင်တယ်အဲ့တချို့ကလည်း ဒီလိုမျိုးဘာမှတော့မဖြစ်ဘူးဆရာဝန်ကြီးတက်ပြလိုက်တယ်ဒီလိုကလေးရ အဲလာမျိုးလည်းမရှိဘူးပြလာတာနှစ်ချင်နေပြီပြဿနာကုံသွားတယ်ဘလို့နီးတွေနဲ့ဒီလိုကလေးရအောင်ဆက်ဆံရမလဲဆိုတော့အမေကမျိုးတွေလည်းရှိရအဲ့မှမီတော့အဲခါတိုင်းတော့မမီရဲ့ဗီဒီယိုက10မိနစ်အစာတင်လို့ရတယ်အခုကဒီတစ်ရက်ရှိပြီပေါ့နော်10မိနစ်စာတင်လို့မရလို့မမီကလည်းမိကွန်းတွေကိုမဖြည့်သေးတာဖြစ်တယ်ဒါပေမဲ့ဒီမိကွန်းဒီညီမလေးကအရန်အတိချင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အပိုင်းမလောက်လို့ရှင်တော့အပိုင်းဆက်ပြီးဖြည့်သွားမှာပေါ့နော်အဲ့တော့မမီတို့အမျိုးသမီးတွေကခန္ဓာပိုခန္ဓာကိုယ်တိဆောက်ပုံချင်းကတယောက်နဲ့တယောက်ကမတူကြ ဘူးအာပြောချင်တာကတော့မိမကိုနဲ့အဲတအိမ်နဲ့နီးတဲ့အမျိုးသမီးတွေရှိတယ်မိမကိုနဲ့တအိမ်နဲ့ဝေးတဲ့အမျိုးသမီးတွေရှိတယ်မိမကိုနဲ့တအိမ်နဲ့အဲနီးတဲ့အမျိုးသမီးတွေဆိုရင်လည်းတစ်ခါတလေဆိုရင်ကိုဝင်ရလွယ်တာမျိုးလိုဝေးတယ်လို့ဆိုကိုဝင်ရလွယ်တယ်မတတယောက်နဲ့မရှိတယောက်တချို့ကျတော့လည်းတစ်ခါနဲ့တစ်ခါနဲ့ဆက်ဆံရုံနဲ့ကိုဝင်ရလွယ်တဲ့အမျိုးသမီးတွေရှိတယ်အာ လာပေါင်းများစွာအချိန်များစွာယူပြီးတော့ကိုဝင်မကက်လွယ်တဲ့အမျိုးသမီးတွေလည်းရှိတယ်ပေါ့နော်တယောက်နဲ့တယောက်ကတော့မတူကြဘူးအဲ့ဒီအရာပေါ်မှာဒီလိုကလေးရအောင်ဘယ်လိုဆက်ဆံရမလဲဆေးခန်းလာသွားပြလိုက်တဲ့ပတ်စံကုန်သွားတယ်ကိုနီးကတော့ထွက်မလာဘူးဆိုတော့သူတွေအတွက်ကတော့ဒီဗီဒီယိုလေးကိုနားထောင်စီချင်တယ်ပေါ့နော်အဲ့တော့မမေတို့ဒီအဲမျိုးသမီးတွေကတအဲဒီလိုဆက်ဆံတဲ့အခါမှာပူရာဆက်တဲ့အမျိုးပူရာဆက်တဲ့ခန္ဓာကိုယ်အတွင်းပိုင်းဒီမိမကိုယ်တွေပူရာဆက်တာတွေရှိရဲနာကျင်တာတွေရှိရဲထောက်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 နဲ့ဖြစ်တာတွေရှိရဲအဲအဲ့ဒီထောက် ခနဲဖြစ်တဲ့အရာတွေကလေဒါဆရာဝင်နေတော့ပြစီခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့မမေတို့အမျိုးသမီးတိုင်းကအာဆယ်ရမှာဆိုရင်၉ရောက်လောက်ကတော့ရေအိတ်တဲ့တက်ကြတယ်အဲ့ဒီရေအိတ်တဲ့ကမမေကိုယ်တိုင်လည်းဖြစ်ဘူးလေရေအိတ်တဲ့လို့ရှိရင်အဲ့လိုမျိုးအဲတခုခုကိုယ့်ရဲ့ အစည်းသွားတာမျိုးပဲဖြစ်ဖြစ်ထိုင်းလိုက်တာမျိုးပဲဖြစ်ဖြစ်တခုထောက်တယ်လို့ခံစားရတယ်အဲ့လိုမျိုးဖြစ်ခဲ့လို့ရှိရင်ဒါအဆရာဝန်တွေနဲ့ပြတာပြီးတော့ခွဲစိတ်တင်လဲခွဲစိတ်ရမှာပေါ့နော်အဲ့လိုမျိုးတွေလေရှိတချို့ main လေးကျတော့အဝလွန်တာအဝလွန်တဲ့သူတွေကကျတော့လဲဒီလိုကလေးရဖွာလဲနည်းနည်းခက်ခဲတယ်နော်အဲ့ဒါခုနပြောသလိုပဲအဝလွန်တဲ့အမျိုးသမီးတွေကတချို့ကျတော့ဒီအဝလွန်တဲ့ weight ကြောင့်မလို့အလိန်ဆက်ဆန့်ခြင်းနဲ့အဲ့ စိတ်တွေလည်းပျောက်တာမျိုးလည်းရှိတယ်နောက်တစ်ခုကကျတော့ခလေးရနိုင်ခြင်းနဲတာပေါ့ခလေးရနိုင်ဖို့ခက်တာပေါ့ခလေးရဖို့ခက်တာမျိုးတွေလည်းရှိတယ်အဲ့တော့အာဒီ weight ကြောင့်လည်းစိုက်နေပေါ့နော်အဲ့တော့ကျမ်းမာရေးအရာပြောလို့ရှိရင်တော့ဒီမိမကိုကိုမမေတို့ကအရန်ကယူစိုက်တယ်တချို့ကပော့စတယ်အဲဒါလို့အတူနေတဲ့အချိန်မှာ အာဆက်ပြင်းပြင်းဖြစ်တယ်ပူရဲဆက်တာမျိုးဆိုရင်ဒါက main ကိုတည်းပိုးဝင်တာမျိုးလည်းဖြစ်နိုင်တယ်ဒါဆရာဝန်တဲ့ကိုအကောင်းဆုံးအမြန်ဆုံးပြသင့်တယ်ပေါ့နော်ဒါအနေရရှိရပေါ့နော်နောက်တစ်ခုကအဓိကအချက်ကဒီညီမလေးပြောတာခလေးရအောင်ဘယ်လိုဆက်ဆံရမလဲဒါဘယ်လိုလုပ်တဲ့လဲပေါ့နော်ဒါကတော့ဒီညီမလေးမမဟုတ်မမေကိုမေးထားတာ၃၄ရောက်လောက်ရှိတယ်အဲ့တော့ အဲဒီအမျိုးသမီးတွေရဲ့ခုနပြောသလိုခန္ဓာကိုယ်တိဆောက်ပုံချင်းကလည်းမတူဘူးအာတတ်မှတ်တဲ့ဒီလိုဆက်ဆံမှဒီလိုကိုယ်ဝင်ရနိုင်တဲ့မျိုးတော့မရှိဘူးဒါပေမဲ့အနီးအနီးဆက်ဆုံးနီလန်းတွေကတော့ရှိတယ်ပေါ့နော်အဲ့တော့မမေတို့ဒီအာဒီအမျိုးသားတွေရဲ့တုပ်ပိုးကမမေတို့ရဲ့ခန္ဓာကိုယ်ထဲမှာဝင်လို့ရှိရင်အ ਨੇ ဆုံးတို့ကဒီတုပ်ပိုးကောင်တွေက9ရက်တို့ရှင်းတတ်နိုင်တယ်အဲ့တော့ကြောင့်မလို့မမေတို့ဒီဒီမဇီရှင်မလာခင်တဲ့ရက်3ရက် အလိုမှာအတူနေလို့ရှိရင်တော့ပို့ပြီးတော့ကတ်နိုင်ချေရများတယ်။တချို့ကျတော့လည်းအရန်လွယ်တဲ့လူဆိုရင်တခါတည်းနဲ့တခါတည်းဒီလိန်ဆက်ဆန္ဒနဲ့တင်ကိုဝင်ကတ်လွယ်တဲ့သူလည်းရှိတယ်။အဲအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲဒီဟော်မုန်းအားအရန်ကောင်းတဲ့အမျိုးသမီးတွေဒီအဲသွေးအားအရန်ကောင်းတဲ့အမျိုးသမီးတွေဆိုရင်အဲဒီတုပ်ပိုးတွေအရန်အောင်တဲ့အမျိုးသားနဲ့တွေ့ခဲ့လို့ရှိရင်လည်းဒီလိုမျိုးအဲ ချက်ချင်းကိုဝင်ကတ်နိုင်တဲ့အနေအထားမျိုးလည်းရှိနိုင်မယ်ပေါ့နော်အဲအဲ့တော့မမီတို့ဒီဒီလိုမျိုး possession အများအားဖြင့်ကိုကဒီလိုမျိုးကိုဝင်ကိုမြင်မြန်လဲရချင်တယ်လေအဲဒီလိုထောက်ထောက်ထောက်ဖြစ်နေဆိုဒီထောက်နေတဲ့အရာပေါ်မှာဆရာဝန်နဲ့အရင်ဆုံးပြအဲ့ဒီတကယ်လို့ရေအိတ်တွေပါရှိနေတယ်ဆိုကိုဝင်ရဖို့ခတ်တယ်ဒီရဲ့တအိမ်ဒီတုတ်ပိုးဝင်တဲ့အရာပေါ်မှာအဲ တခုခုကာနေတဲ့မျိုးလည်းဖြစ်နိုင်တာဖြစ်တဲ့အကြောင်းဆရာဝန်နဲ့တော့အရင်ပြဆင်ချင်တယ်အဓိကဒီဟာလေးလည်းမရှိဘူးကိုဝင်ကလည်းရရခက်နေလဲဆိုတော့အမျိုးသမီးတွေကကျွန်တော်ဘယ်လိုလုပ်တဲ့နဲ့ဆိုတော့ခုနပြောသလိုမစေးရှင်းမလာခင်နဲ့ရက်၃ရက်အလိုမှာအတူတူနေပါ နောက်ပြီးတော့ပုံမှန်တစ်ပတ်မှာတစ်ခါနှစ်ခါလောက်ဆက်ဆံတာဖြစ်ခဲ့လို့ရှိရင်အာနှစ်ရက်တစ်ခါ သုံးရချားတစ်ခါအတူတူပို့ပြီးဆက်ဆံပေးစီခြင်းတယ်ပေါ့နော်နောက်တစ်ခါကမမေတို့ဒီ position position အနေနဲ့ကျတော့ဘလို့ဆက်ဆံဖို့ကောင်းလဲဆိုတော့အာဒီတချို့ကကျတော့အမျိုးသမီးတွေအပေါ်ကနေဆက်ဆံတာရှိတယ်အမျိုးသားတွေကအောက်မှာနေတာရှိတယ်တချို့အမျိုးသားတွေကအပေါ်နေဆက်ဆံတာရှိတယ်အဲ့လိုတွေကိုမလုပ်ပဲနဲ့အမျိုးသားတွေကိုအပေါ်မှာဆက်ဆံခိုင်းပြီးတော့ဒီအနောက်ဘက်ကနေပေါ့နော်အနောက်ဘက်ကနေဆိုဆိုအိုပြောတာမဟုတ်နော်အနောက်ဘက်ကနေဆက်ဆံ ချင်းအားဖြင့်ပို့ဝင်ကိုဝင်ကပို့ပြီးရနိုင်ခြေက များတယ်လို့အာမမေဖတ်ဖူးတယ်ပေါ့နော်အဲ့တော့ခုနပြောသလိုအဲဒီ possession ကတော့တတ်တမှတ်ထဲတော့စိတ်မှဆွဲမထားနဲ့အာဒီလိုနင်းနေတော့စူးစမ်းကြည့်စီချင်တယ်ပေါ့နော်အဓိကကတော့တအိမ်နဲ့ပတ်သက်လို့ရှင်တော့ဆရာဝန်နဲ့အကောင်းဆုံးဆွေးနွေးတာအကောင်းဆုံးပါပဲလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်